ဟိုတနေ့ကကျမဆောက်အဟောင်းလေးရရှင်းနေပညာရေးကောလိပ်တက်တုန်းကဆောက်လေးတုပ်ထွက်လာတယ်ပေါ့နော်အဲ့ဆောက်လေးမှာကျမဗာမှတ်ထားလဲဆိုတော့နော်စီကန်းနဲ့ပတ်သက်တဲ့ဆောင်ပုဒ်ကလေးမှတ်ထားတာပေါ့နော်အမျိုးသားစီကန်းအစားစာတင်ကြောင်းကစာတင်ကြောင်းစီကန်းအစားစာတင်ခန်းကစာတင်ခန်းစီကန်းအစားစာတင်သားကစာတင်သားစီကန်းအစားဆရာဆရာမကဆိုတော့ဆောင်ပုဒ်လေးပေါ့နော်အဲ့ဒီဟာလေးကိုကျမမှတ်ထားတဲ့ဟာလေးထွက်လာတယ်ပေါ့နော်ထွက်လာတော့ကျမအဲ့ဒီစာလေးကိုကြည့်ပြီးတော့ကျမဟိုတနေ့ကကျမတို့အစည်းအဝေးတက်တက်တုန်းကပညာရေးစစ်ပညာနဲ့သဘောတ ရဌာနကပမောက်ခဆီယမ်မိုင်းပြောလိုက်တဲ့စကားလေးတစ်ခုနဲ့ဆက်ဆက်ပြီးကျမစဉ်းစားကြည့်မိတာလေးတစ်ခုပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဆီယမ်ရဲ့ဘာပြောလဲဆိုတော့လူတွေအားလည်းတစ်ခုခုဆိုလို့ရှိရင်နဲ့ဟိုလူကြောင့်ဒီလူကြောင့်ဆိုပြီးတော့အပြစ်တွေပဲတင်နေကြတယ်အပြစ်တင်တဲ့စကားတွေပဲပြောနေကြတယ်ပေါ့နော်အဓိကကကိုကိုကိုတိုင်းဆိုတာကိုမိနေကြတယ်တဲ့နော်အဲ့တော့ကိုကိုတိုင်းဘာလုပ်လို့ရတယ်လဲ နော်ကိုကိုတိုင်းကိုရဲ့ဖြစ်တင်မှုကိုကိုအဲဘလို့မြင့်တင်လို့ရတယ်လဲပေါ့နော်ကိုကိုကိုဘလို့ promote လုပ်လို့ရလဲဘလို့ develop လုပ်လို့ရလဲဆိုတာကိုမစင်းစားပဲနဲ့ဟိုအဖေကိုအပြစ်တင်မိဘကိုအပြစ်တင်ညီကိုမောင်နှမအပြစ်တင်အကုန်လုံးအပြစ်ပဲတင်နေကြတယ်ပေါ့နော်အဲ့လိုမျိုးအပြစ်တင်နေမဲ့အစားကိုကိုကိုတိုးတက်အောင်လုပ်လိုက်စမ်းပါတဲ့နော် ကိုကိုကိုတိုးတက်အောင်လုပ်ပြီးတော့ကိုယ့်ရဲ့ဘေးနားပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုတဲ့ကောင်းကျိုးပြုပေးနိုင်မယ်ဆိုလို့ရှိရင်ဘလောက်မြန်ကောင်းလိမ့်မလဲတဲ့ဆိုပြီးတော့ဆီယမ်မကြီးအဲ့လိုမျိုးလေးစကားတခွန်းပြောလိုက်တယ်ပေါ့နော်ပြောလိုက်တယ်ဆိုတော့ကျမအဲ့ဒါဘာကိုသွားပြီးစဉ်းစားမိလဲဆိုတော့ကျမတို့ဆီယမ်မတွေပေါ့နော်ဆီယမ်မတွေကကြတော့ကလေးတွေကိုအခုကျောင်းနေရာလဲဖွင့်တော့မယ်ဖွင့်တော့မယ်ဆိုတော့ကျမတို့ကစီကန်းလေးတွေတက်မှတ်ရမယ်ပေါ့နော်တက်မှတ်ရမယ်စာသင်ခန်းထဲဝင်လို့ရှိရင်စီကန်းတွေတက်မှတ်ရမယ်အချိန်မီရအောင်လာရမယ်လို့နော်ပြီးရင်ကျောင်းဝတ်စုံကိုတည်တည်တက်တက်ဝတ်ရမယ်လို့ဒါကကျမတို့ကလေးတွေကိုကျမတို့ပြောရမယ်စ ီကန်ချက်လေးတွေပေါ့နော်ဒါပေမဲ့ကလေးတွေကိုတော့ကိုရီးယားပြောတယ်နော်အချိန်မီရအောင်လာမယ်ကျောင်းကိုအချိန်မီရအောင်လာမယ်နော်ဒီဝစ်စုံတွေကိုလည်းတည်တည်တက်ကျောင်းဝစ်စုံပေါ့နော်ကျောင်းဝစ်စုံကိုလည်းတည်တည်တက်ဝစ်ရမယ်လို့ကျမတို့ကပြောနေပေမဲ့ကျမတို့ကိုယ်တိုင်ကနော်ကျောင်းကိုအချိန်မီရအောင်မလာဘူးကျောင်းဝစ်စုံကိုလည်းဆရာဆရာမတရားရဲ့ပုံစံဂုံအင်္ဂါနဲ့မညီညီညွတ်ဖူးဆိုလို့ရှိရင်ဒီကလေးကဒီဆရာမပြောတဲ့စကားကိုကြောက်လို့သာပြန်မပြောဘဲနေနေမယ်လေးစားပါမလား နော်မလေးစားဘူးအဲ့တော့အဲကလေးတွေကိုကျမတို့ကစကားနဲ့ပေါ့နော်ဒီလိုပြောနေမဲ့အစားကိုကိုတိုင်းကစီကန်းတကြလေးနေပြလိုက်မယ်ဆိုလို့ရှိရင်နှုတ်တရားအစားတစ်လုံးပေါ့နော်အဲ့တော့ဗဇက်ကနေပြီးတော့ခဏခဏပြောစီရမလို့ဘဲနဲ့ကလေးတွေကိုတိုင်းကိုကစီကန်းရှိလာမှဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မလို့အဓိကကကိုဆိုတာကို သိထားရမှာဖြစ်ပါတယ်เนาะအဓိကကိုကပဲကိုကစီကန်းစီတဲ့သူဖြစ်အောင်နေမယ်ကိုကအချိန်တိကျတဲ့သူဖြစ်အောင်နေမယ်ဆိုလို့ရှိရင်ကျမတို့ကလေးတွေလည်းစီကန်းစီပြီးတော့အချိန်လေးစားတဲ့ကလေးလေးတွေဖြစ်လာမှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဒီချက်ဆက်နာပါ